ော့ပထမပိုင်းမှာကတော့အဲ dance ဟို dancer ဇင်းနဲ့ဖြောပြပြဒုတိယပိုင်းမှာကတော့ဒါပရိသတ်နဲ့တဟဇာတာလေးဖြစ်အောင်လို့ဒီဆိုဖြောပြပေးပါအောင်ပေါ့ကြည့်ပေးတာနဲသည်ဖြစ်တဲ့နဲတဲ့ဘွဲပဲဖြစ်စေများတဲ့ဘွဲပဲဖြစ်စေလာတဲ့ပြိသက်ပေါ်မှာ respect ထားရမယ်အဲ့အတွက်ကြောင့်မို့လို့ပွဲနဲ့ live ဖတ်အောင်တော့ဝေးရတာပေါ်မှာရဲ့ ပါတီဆိုလို့ရှိရင်လည်းဒါ staff တွေနဲ့ဖြောပြရမယ်ဆိုလွန်းလွန်းလပ်လပ်ပေါ့ပေါ့ပါဖြောပြရမှာဖြစ်တဲ့အတွက်ဒီလိုအရန် formal ဖြစ်တာကြီးချက်စားလို့ရှိရင်ခမိုက်မိုက်နဲ့အဲနည်းနည်းအထာကြမယ်ဝတ်စုံမျိုးလေးတွေရွေးဝတ်တယ်